ပြည်သူများလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာနိုင်ပွဲရောက်သွားခဲ့တဲ့မြန်မာနိုင်ငံကုစားပြုစစ်ဘက်တားလေးဂျိုဆွာဘန်ကတော့နောက်တစ်ပွဲမှာသူ့အနေနဲ့အခွင့်ရမယ်ဆိုရင်တစ်ချိန်တုန်းကရှမ်ပီယံဖြစ်ခဲ့တဲ့မိုရီနိုနဲ့ပွဲတည်ပေးပါလားဆိုပြီးတော့ထုတ်ပြောလိုက်ပါတယ်ခင်ဗျာလက်ရှိမှာတော့မိုရီနိုက ranking 2နေရာမှာယက်တည်နေတဲ့ fighter ဖြစ်ပါတယ်အဲ့တော့ flying weightan ရဲ့ ranking 2 fighter နဲ့ဂျိုဆွာဘန်ကိုပွဲတည်ပေးဖို့ဆိုတာတော့နည်းနည်းလေးအလန်းဝေးသလိုဖြစ်နေတယ်ခင်ဗျာဂျိုဆွာဘန်က ပုံစံကောင်းရလာတယ်လေးဝက်ဆက်တိုက်နိုင်တယ်2025ခုနှစ်မှာထိုးတဲ့နှစ်ပွဲလုံးသူအနိုင်ရထားတယ်ဒါပေမဲ့ ranking ရ6 5အဲ့လောက်ကိုရောက်မှာပဲသူ့ကိုမိုရီနိုနဲ့ပေးတယ်မလားပေါ့နော်ကျွန်တော်တော့အဲ့လိုတွေးမိတာကိုပြောတာပါဒါပေမဲ့ဒါဂျိုရှွာဘိုင်းရဲ့မျှော်လင့်ချက်ပါဂျိုရှွာဘိုင်းကတော့မိုရီနိုနဲ့ထိုးကျင်တယ်မိုရီနိုကတစ်ချိန်လုံးကချန်ပီယံအောင်ဖြစ်ခဲ့သလိုအခုချိန်မှာလည်း ranking 2မှာရပ်တည်ပြီးတော့ flyweight မှာထိုးအားကောင်းတဲ့ပုံစံကောင်းရနေတဲ့ fighter အဖြစ်သူ့အနေနဲ့ ဒါဟိုတက်တည်ပြဆနိုင်စေပေါ့လေ UFC ဒီ no shit ဆိုတဲ့ပွဲပေါ့ထိုးမယ်ဆိုတဲ့သတင်းကထွက်ပေါ်နေတယ်အဲ့ဒီသတင်းကိုဂျိုရှွာဘန်ကလည်းသူကြားထားတယ်ပေါ့စက်တမာလ13ရက်နေ့မှာပွဲကရှိနေတယ်ဆိုတော့အဲ့ UFC no shit ပွဲမှာမိုရီနိုကလည်းပါဖို့ရှိနေတယ်လို့သတင်းတွေထွက်နေတယ်အဲ့တော့မိုရီနိုနဲ့သူနဲ့ကိုခေါင်းပွဲတည်ပေးပါလားဆိုပြီးတော့ပြောလိုက်တာပါခင်ဗျအဲ့တော့ဂျိုရှွာဘန်ကိုပွဲပြီးရဲ့အချိန်မှာ သင်းတော့ကအင်တာဗျူးတဲ့အချိန်ဂျိုရှွာဘန်ကပေးသွားတဲ့အဖြေကိုပြည်သက်တွေသိရအောင်အပြည့်စုံပြောပြပေးခြင်းပါတယ်ကျွန်တော်အဲ့လိုစင်ခေါ်တာရတော့မလို့ရှင်ပါဘူးဒါပေမဲ့ UFC ကကျွန်တော်နေတဲ့ Texas ဘက်မှာပွဲကျင်းပဖို့ရှိနေတယ်လို့ကျွန်တော်သတင်းတွေကြားနေရပါတယ်ပြီးတော့ Brandon Moreno ကလည်း UFC နိုရှီမှာပွဲဖြစ်ရှင်တဲ့အကြောင်းပြောထားတာကိုကျွန်တော်တွေ့နေရတယ် Moreno ကိုကျွန်တော်ဘက်ကမလေးမစားပုံစံနဲ့ စိတ်မခေါ်ကြပါဘူး။သူနဲ့ထိုးရမယ်ဆိုရင်တော့သူ့ကိုလေးစားမှုရှိရှိနဲ့ပဲစိတ်ခေါ်ပြီးတော့ထိုးတာမျိုးကိုကျွန်တော်လုပ်ချင်ပါတယ်။တကယ်လို့ရက်စီဘက်ကဘသူနဲ့ပြပြပွဲတယ်ပေးလာခဲ့ရင်တော့ကျွန်တော်ဘက်ကအချိန်မရွေးထိုးဖို့အစဉ်သင့်ပါပဲဆိုပြီးတော့ဂျိုရှွာဘန်ကထိကြသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဂျိုရှွာဘန်ပြီးခဲ့တဲ့နှစ်တုန်းက UFC ၄ပွဲထိုးခွင့်ရခဲ့တယ်။ဒီနှစ်မှာလည်းလက်ရှိမှာသူ၂ပွဲထိုးပြီးပြီ။နောက်ထပ်တပွဲသုံးပွဲနှစ်ပွဲလောက်တော့ ူထပ်ရနိုင်သေးတယ်ပေါ့လေအဲ့တော့သူ့ရဲ့မျောလင့်ချက်ဖြစ်တဲ့မိုးရုံနဲ့ထုတ်ခွင့်ရမယ်ဆိုရင်တော့ဒါအတိုင်းထက်လုံဖြစ်လာမှာပေါ့လေလာမယ့်စက်တဘာလ13ရက်နေ့မှာတော့ UFC နိုရှိပြိုင်ပွဲကြီးကျင်းပရှင်လို့သိရှိရတယ်တကယ်လို့အဲ့ပြိုင်ပွဲကြီးမှာဂျိုရှူအာဘိုင်ရဲ့ပွဲစဉ်ပါဝင်လာမလားဆိုတာတော့ကျွန်တော်တို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မောကြမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ